အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hastert ကမနေ့ပြန်စက်တင်ဘာလ30ရက်နေ့မှာအမေရိကန်ဗိုလ်ချုပ်ကြီးတွေနဲ့အဆင့်မြင့်စစ်ဖက်အရာရှိတွေကိုထူးထူးခြားခြားခေါ်တွေ့ဖို့စီစဉ်ထားတာမှာသမ္မတဒေါ်နယ်ထရမ့်ကသူလဲအဲ့ဒီတွေ့ဆုံမှုကိုတက်မယ်လို့ဒီကနေ့ MBC ရုပ်သံသတင်းဌာနနဲ့မေးမြန်းကမှပြောကြားလိုက်ပါတယ်။ Virginia ပြည်နယ်အတွင်းမှာရှိတဲ့ Marine တပ်ဖွဲ့စစ်တင်တန်းကြောင်း Quantico မှာပြုလုပ်မဲ့ဒီတွေ့ဆုံမှုအတွက်နိုင်ငံတကာမှာရောက်နေကြတဲ့ယာနဲ့ချီတဲ့အမေရိကန်ဗိုလ်ချုပ်ကြီးတွေနဲ့အကြီးတန်းစစ်ဖက်အရာရှိတွေတက်ရောက်ကြမှာဖြစ်ပါတယ်။ ကာကွယ်ဝင်ကြီးကဗိုလ်ချုပ်တွေအားလုံးကိုတစ်ချိန်နဲ့တနေရာထဲမှာခေါ်ပြီးအခုလိုတွေ့ဆုံတာဟာထူးခြားတဲ့ဝိသေသအဖြစ်သုံးသပ်သူတွေကရှုမြင်ကြပါတယ်။ကာကွယ်ဝင်ကြီးဟက်ဆန်နဲ့တမရဒေါ်နယ်ထရမ့်တို့ကတော့ဒီတွေ့ဆုံမှုဟာအမေရိကန်စစ်မှုထမ်းတွေရဲ့ဆွမ်းဆောင်မှုကိုချီးကျူးစကားပြောကြားဖို့နဲ့စိတ်တရည်ရမြင့်တင်မှုဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီလိုကိစ္စမျိုးဟာပုံမှန်အားဖြင့်လုံခြုံစိတ်ချရတဲ့ဆက်သွယ်ရေးလမ်းကြောင်းကတစ်စင်ပြောကြားလေးရှိတယ်လို့စစ်ဖက်ရေးရကျွမ်းကျင်သူတွေကပြောပါတယ် ီတွစ်ဆုံမှုနောက်ွယ်မှာအများမသိစေလိုတဲ့အကြောင်းအရာတစ်စုံတစ်ရာရှိနေသလားဆိုတာကတော့အမေရိကန်စစ်ဖက်နယ်နိုင်ငံရဲ့အတိုက်အဝန်အကြားမေကွန်ထုတ်เสียဖြစ်နေပါတယ်ဒါဟာပဟေဒီဆန်နဲ့တွစ်ဆုံမှုလို့အများစုကသုံးသပ်ကြပါတယ်တမရထရမ်ကကာကွယ်ရေးဝန်ကြီးဌာနကို Department of War စစ်မရေးရာဝန်ကြီးဌာနအဖြစ်စက်တင်ဘာလ9ရက်နေ့ကအမည်ပြောင်းလိုက်ပြီးတဲ့နောက်ပိုင်းထိတ်တန့်စစ်ဖက်အရာရှိတွေတနေရာထဲမှာပထမဆုံးကြိမ်တွစ်ဆုံကြတာလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ